ီချိန်မှာခုဒီမြန်မာနိုင်ငံမှာပြဿနာတွေကအများကြီးပါပဲနော်စိတ်ဒဏ်ရာတွေလည်းပဲလူတိုင်းမှာကိုယ်စီကိုယ်စီပူလောင်တော့ကြရင်ဘလောင်ဆူနေကြပြီလို့ခံမှန်းလို့ရပါတယ်ဘုန်းကြီးရဲ့အသက်အရွယ်အရာကိုယ်တွေ့အရာဆိုရင် စိတ်မချမ်းသာစရာတွေအများကြီးကြော်ဖြတ်ခဲ့ရပါတယ်အခုတည်းအိတ်ထဲမှာကိုဗစ်လူတွေအများကြီးသိတယ်လူတွေ isolation တယောက်နဲ့တယောက်ချီတွေ့လို့မရအောင်ကတ်ဆိုးကြီးတစ်ကမ္ဘာလုံးကိုစိုက်ခဲ့တယ်တစ်ကမ္ဘာလုံးကိုစိုက်ခဲ့လို့ အလုံးဖြစ်ကြတာပဲဆိုပြီးတော့တရားနဲ့ဖြေတာလေဖြေလို့ရကြတယ်အဲ့ဒီကိုပကြီးဖြစ်လို့မပြီးသေးဘူးအဲဒီနိုင်ငံမှာမစီမဆိုင်ထူခြားတဲ့ပြဿနာကဖြစ်ပြန်တယ်ဒီတရားနေလူတွေဟာသူတွေပြည်တော်စုမြန်မာနိုင်ငံသူနိုင်ငံသားအများစုဟာ စိတ်ချမ်းသာစရာခံစားမှုတကွဲမှမရခဲ့ကြဘူးအဲဒီလိုစိတ်ချမ်းသာစရာတကွဲမှမရခဲ့ရကနေယုံကြကံကြယုံကြကံကြရင်ကနေယခုမတ်လ20နှစ်ရှိရနေကစကိုင်းငလျင်ပြည့်၍ဂျိုးကနေငလျင်ကြီးလှုပ်ပြန်တယ် လှုပ်တဲ့ခါမှလည်းပဲဒေလိုက်ကျေလိုက်တာအထူးသဖြင့်မန္တလေးစကိုင်းအမရပူရဒီဒေသအများဆုံးထိခိုက်ခံရပါတယ်။ဘုန်းကြီးလည်းပဲမန္တလေးမှာမန္တလေးသားလို့ဆိုရတော့အောင်နှစ်ပေါင်းများစွာမာကနောင်ကျောင်းတိုက်မှာရဟန်းဘုရားနဲ့သင်္ကန်းဝတ်ရဲ့ ရိယဒိစာပေတွေကိုနှစ်ပေါင်း30ကျော်လောက်လည်လာတင်ယူပို့ချခဲ့တာတွေရောမန္တလေးဆိုတာဘုန်းကြီးရဲ့နေမြေမရဂူရာဆိုတာဘုန်းကြီးရဲ့ဇာတိလို့ဖြစ်ခဲ့ပါတယ်အဲ့ဒီဒေသတွေမှာယခုကဲ့သို့ငင်းကလေးဘေးဒဏ်သင့်ပြီးတော့လူတွေဒုက္ခရောက်ကြတာကိုဘုန်းကြီးကိုယ်တိုင်စိတ်အပူတော့ကြတယ် ခံစားရပါတယ်။ဘုန်းကြီးဘုသောကခံစားရတယ်ဆိုတာကတော့ဘုန်းကြီးရဲ့တပည့်ဆိုင်ရာတကားနောက်ဘုန်းကြီးနေထိုင်ရာနေထိုင်ခဲ့ရာမဂ္ဂနာယုံကျောင်းတိုက်အဝေးကနေဆက်ဆက်ပြီးတော့ခံစားရတာဖြစ်ပါတယ်။ဘုမြေပြင်မှာတနေ့တနေ့ရေတောက်ဖို့အစာစားဖို့ အဲအိတ်ဖို့နေဖို့အဆက်ရှိတဲ့ပြင်ရုန်းကန်နေကြရတာတွေဟာစိတ်တန်ရမရစရာဘာကြောင်းမှမရှိပါဘူးတပြေတော်စုမြန်မာနိုင်ငံသူနိုင်ငံသားအများစုဟာရုန်းရင်ကန်ရင်ရုန်းရင်ကန်ရင်ရုန်းရင်ကန်ရင်နေပဲဒုက္ခတစ်ခုတည်းကနေနောက်ထပ်ဒုက္ခတစ်ခုထပ်ကြဒုက္ခတစ်ခုတည်းနောက်ထပ်တစ်ခုကဒုက္ခတစ်ခုကထပ်ပြီးနေဒီလိုနဲ့ကိုဒီငလျင်ကြီးလှုပ်လာတဲ့အခါမှာ အလုံးဟာစိတ်ပင်ပန်းကိုပင်ပန်းနေဖြစ်ပြီးတော့ကိုယ်စရာညီစရာလှူစရာတန်းစရာပေးစရာကမ်းစရာတော်တော်ကြီးခက်ခဲလာပါတယ်ခက်ခဲလာတာကိုလည်းခံစားကြည့်လို့ရအပူဆူတာကမေတ္တာတရားခေါင်းပါမှုပဲဘလောက်ပဲခက်ခဲတွေရှိပါစေပူလောင်တဲ့မိပင်လေကြီးကိုဖြတ်ရပါစေ ကဘာကြီးပြက်ချင်ပြက်ပါစေမေတ္တာတရားနဲ့သာစုစည်းညီညွတ်မှုရှိကြရင်မေတ္တာတရားနဲ့သာကြော်ဖြတ်ကြရင်ကြောက်နဲ့တောင်မေတ္တာစိတ်သာထားနိုင်ကြရင်မေတ္တာစိတ်ထားနိုင်လောက်အောင်ကိုကျင့်တရားတွေလည်းကောင်းမွန်ကြရင်မေတ္တာစိတ်ထားနိုင်လောက်အောင်အည်သွေးကိုကျင့်အည်သွေးတွေနော်ကိုကျင့်တန်မိုးတွေ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကောင်းမွန်ကြရင်ဘလောက်ပဲခက်ခဲပါစေအဲ့ဒီခက်ခဲတွေကိုဖြတ်တန်းရတာပင်မနှောနယ်မှုမရှိပါဘူးအခုကတော့ပင်မနှောနယ်မှုတွေများပါတယ်ဒီပင်မနှောနယ်မှုတွေများလိုက်တာမှတော်တော်ကြီးကိုများကြပါတယ်ရေအတွက်ပူရအစာအတွက်ပူရအိပ်ဖို့နေဖို့အတွက်ပူရ တခါရာသီဥတုကလည်းပူနေရာအိန္ဒိယလည်းပြိုကျပျက်စီးအဒီချိန်မှာအလုံးဟာစိတ်တွေကိုဘုရားဘာသာကိုလက်ခံကြတဲ့သူများပြီပြီတကယ်တော့ဘုရားသည်ရင်ဆိုင်ကြံတန်းခက်ထန်နေတဲ့စိတ်တွေကိုလူပြိုလန်းဆန်းတက်ကြွလာအောင်ပြုပြင်ပေးတဲ့ဆရာသမားဖြစ်ပါတယ် ဗုဒ္ဓသည်ရိုင်းစိုင်းကြံတန်ခက်ထန်နေတဲ့စိတ်တွေကိုနုပြိုလန်းဆန်တက်ကြွလာအောင်ပြုပြင်ပေးတော်မူတဲ့တဆူတဲသောဆရာသမားဖြစ်ပါတယ်။ယုံကြည်မှုနဲ့ဆုတောင်းရတာကိုသိနေတာမဟုတ်ဘဲနဲ့ရိုင်းစိုင်းကြံတန်ခက်ထန်တဲ့စိတ်တွေကိုနုပြိုလန်းဆန်တက်ကြွလာအောင်တေလဆိုတဲ့အည်သွေးနဲ့စိတ်ကိုအားဖြည့်ရမယ်။ တမာရီဆိုတဲ့အည်သေးနဲ့စိတ်ကိုအားဖြည့်ရမယ်။အသိဉာဏ်ပညာဆိုတဲ့အည်သေးနဲ့စိတ်ကိုအားဖြည့်ရမယ်။သီလမရှိဘူးဆိုရင်အဲ့ဒီလိုကတမာရီမရှိနိုင်ပါဘူး။ယခုဘုန်းကြီးတို့ပြည်တော်သူမြန်မာနိုင်ငံရဲ့အထက်ပြဿနာကအဲ့ဒါလို့ထင်ပါတယ်။သီလမရှိတဲ့သူတွေများလာတဲ့အခါမှာလူတွေရဲ့တမာရီတွေကလည်းပြည့်စည်လာပြီးတော့အဲ့ဒီမှာ တကယ်သူတော်ကောင်းတရားတွေကိုကြံ့ကြံ့ခံကြင့်ကြံအားထုတ်နေတဲ့သူတွေကအခါရဆုံးဖြစ်တယ်လို့ဘုန်းကြီးအဲ့ဒါလို့ခံစားနေရပါတယ်။သီလမရှိတဲ့သူတွေကအကြီးကျယ်ပျက်စီးပါတယ်။အဲ့ဒီသီလမရှိတဲ့သူတွေကတမာရမရှိတဲ့အခါတည်ငြိမ်တဲ့စိတ်ကိုမဆောက်တည်နိုင်ဘူး။မဆောက်တည်နိုင်တဲ့အခါကျတော့လုံ့ဖို့ဂိုင်ဖို့နေရာလည်းပဲပြေလျံရန်ဖြစ်နေတာကိုတွေ့ရပါတယ်။အတမာရမရဘူးဆိုတော့ကြတော့ ထထွန်းစုစိုက်ပြီးသိရမယ်အသိဉာဏ်ပညာလည်းပဲမရနိုင်တော့ပါဘူးအဲ့ဒီဒီရတမာတိပညာအည်သေးနဲ့ကြမ်းတမ်းခက်ထန်ရိုင်းဆိုင်နေတဲ့စိတ်တွေကိုလူပြိုလန်းဆန်တက်ကြွအောင်သင်ပေးတော်မူတဲ့ဗုဒ္ဓရဲ့တပည့်များဖြစ်ပြီးတော့ဗုဒ္ဓကိုဥထိပ်မှာထားပြီးတော့တနိုင်ငံလုံးမှာဗုဒ္ဓဘာသာဝင်လို့နာမည်စရင်ထိုးထားတဲ့သူက80ရာခိုင်နှုန်းကျော်ကျော်လောက်ရှိတဲ့နိုင်ငံမှာ ဲ့တော့ဗုဒ္ဓတရားတွေကိုဘာသာရေးလို့ယုံကြည်နေမဲ့ဆာငါတို့ကြမ်းတမ်းရိုင်းစိုင်းခက်ထန်နေတဲ့စိတ်တွေကိုတက်ကြွလန်းဆန်းအောင်လူညံတက်ကြွလန်းဆန်းနေအောင်ဘယ်လိုပြင်မလဲပြင်ကြမယ်ဆိုတဲ့အခြေအနေတစ်ခုကိုတော့ရောက်လာပြီလို့ဘုန်းကြီးအဲ့ဒါလို့နားလည်ပါတယ်မေတ္တာတရားရှိဖို့လိုပါတယ် ကိုကိုကိုလည်းပဲစင်ချင်းသုံးတက်ဖို့လိုပါတယ်။ကိုမှားတယ်ဆိုရင်မှားတယ်လို့သိနေရင်အဲ့ဒီအမှားတွေကိုခုဖက်ကိုပြင်ဖို့လိုပါတယ်။သူများကိုမှားတယ်မှားတယ်လို့လက်ညှိုးထိုးနေမယ်စား။ကိုဘာမှားတယ်လဲဆိုတာလေပြန်လဲသုံးသက်စစ်ဆေးဖို့လိုပါတယ်။သူတို့ပြည့် လူကြီးနေရနေတဲ့ပုံကိုမြဘုန်းကြီးတို့လည်းပဲအစမန်တော်ရရေးကိုကိုယ်တိုင်တိဆောက်ပြီးတော့ကုတ္တပိပရိသတ်တွေကိုလူကြီးတယောက်အနေနဲ့ဥဆောင်ဥရပေးနေရတာဖြစ်ပါတယ်ကုတ္တပိပရိသတ်တွေစိတ်ချမ်းသာဖို့အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ဖို့သူတို့ဘဝတွေလှပသားရစေဖို့ဒီဥဆောင်ဥရလုံနေတဲ့လူကြီးမှာတာဝန်အများကြီးရှိပါတယ်အဖုန်ကြီးကတော့ဖုန်ကြီးဆိုတော့ ဝိနည်းစည်းကမ်းနဲ့နေရတဲ့အတွက်ဘုန်းကြီးကပတ်စံလဲလှုပ်မကန်ပါဘူးတနတ်ပဲစားပြီးတော့သာသနာပြုအလုပ်ကိုကိုယ်တိုင်အတွက်ရောသူတော်ဘာအတွက်ရောလုပ်ပင်နေပါတယ်ဒီတော့ဘုန်းကြီးရဲ့ကိုကျင့်သီလကောင်းမွန်မှုတွေနောက်လိုက်တပြည့်များအတွက်အာအန်ဒီဖြစ်စေတယ်ဆိုတာဒါသာသနာရဲ့အဆုံးမှလည်းဖြစ်တယ်လို့ဘုန်းကြီးရဲ့ကိုယ်ပိုင်ယုံကြည်မှုလည်းဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးအပြစ်အနာစာမရှိအောင်ချွင်းချက်မရှိအောင် နေထိုင်ခြင်းသည်နောက်ကတပိပိဋ္ဌတ်များအတွက်အာအင်ဖြစ်เสียအာဇီတမျိုးလို့အဖို့ညက်ဒီလိုနားလဲပြီးတော့ကိုယ့်ရဲ့ကျင့်စဉ်ပိုင်းဆိုင်ရာတွေကိုအသက်နဲ့လဲပြီးတော့အထီးကိမခံမဲနဲ့အဲကျင့်ကြံအားထုတ်ပါတယ်အဲ့ဒီကျင့်ကြံအားထုတ်မှုကိုဘုန်းကြီးရဲ့တပည့်တွေတကားတွေအာယုံပြုတ်ကြည့်လိုက်တဲ့အခါမှာမတော်ဆရာတော်ဆိုတဲ့အတိတ်တစ်ခုနဲ့သူတို့မှာအာအင်နေဖြစ်ပါတယ် နောက်ဘုန်းကြီးပါဇက်ကထွက်ကြလာတဲ့ဇာကမှန်သမျှသည်အသိဉာဏ်ပညာပါတဲ့ဇာကများဖြစ်တဲ့အတွက်သူတို့ဘဝတွေအတွက်ဒီအသိဉာဏ်ပါတဲ့ဇာကများကအာဇေဖြစ်စေပါတယ်အဲ့ဒီစိတ်ဓာတ်နဲ့ပဲဘုန်းကြီးကလုံလုံနေပါတယ်ယခုဘုန်းကြီးပြောနေတဲ့ဇာကအတိုင်းရဲ့နောက်ဖက်မှာမေတ္တာတူးတယ်စွန့်အားတွေအများကြီးပါပါတယ်အားလုံးကိုစိတ်ချမ်းသာသွားစေခြင်းနဲ့စိတ်ပိုင်းဆိုင်ရာအာအင်တွေဖြစ်ခြင်းနဲ့ဖြစ်စေခြင်းနဲ့ ဉာဏ်ပညာတွေရစေခြင်းလေလူဟာအမားတွေများများလှုပ်လာပြီဆိုရင်အဲ့ဒီလူဟာအမားကိုမပြင်နိုင်တော့တဲ့အခါနော်မဲနေတဲ့အဝတ်တခုမဲနေရင်သူ့ပုံမှာအဖြူစက်ကျခြင်းဒီပြဿနာဖြစ်သွားတယ်နော်အဲ့လိုပဲအမားတွေများများလှုပ်ထားတဲ့သူဒီအမှန်တခုကိုလှုပ်ဖို့တိတ်ခက်ခဲလာတဲ့အခါမှာသူဟာထပ်ခါထပ်ခါအမားတွေကြီးလုံးမိကြတယ်အဲ့လိုအမားတွေကြီးလုံးမိလာတဲ့သူဟာကြောက်ရွံ့ထိတ်လန့်ဆိုးရိမ်လာတယ် ဲ့ဒီကြောက်ရွံ့ထိတ်လန့်စိုးရိမ်လာရကနေပြီးတော့မှနဘေးကိုရံမှုတဲ့စိတ်တွေပိုများလာတတ်ပါတယ်ဒါနေရမှာတစ်ခုပါပဲအဲ့တော့အမှမလုံးမိခင်ကမလုံးတာအကောင်းဆုံးဖြစ်ပါတယ်အခုချိန်မှာတဘာဝဘေးရန်တွေကြီးကြောက်ရွံ့နေတဲ့အတွက်အားလုံးမှာစိတ်ထိခိုက်မှုစိတ်ဒဏ်ရာတွေအများကြီးရနေတယ်အဲ့တော့ဘုန်းကြီးစိတ်မကောင်း ကိုကြီးရဧကစာရီရညဝါဒီဘာဝနာရတိဆရာတော်တပါးအနေနဲ့တော်ရရနေပြီးတော့ဘုန်းကြီးရဲ့မေတ္တာစွမ်းအားတွေတစ္ဆာပြုပြီးတော့အလုံးစီကိုပုတ်လွတ်ပေးနိုင်တာပဲရှိတယ်။အဲဘုန်းကြီးပြောချင်တာကတော့ဒီတဘာဝကဘေးအန္တရာယ်ကြီးခံစားနေကြရတယ်အကုန်လုံး။ဒါဘယ်သူမှရှောင်လွှဲလို့မရဘူး။မန္တလေးအမရပုရဇဂိုင်းဧရိယာမှာပို့ဆိုးတယ်။ဒါနောက်ထပ် ဒါမဲ့မိုးရင်းကာလတွေမှာဘာတွေဖြစ်အောင်မယ်လို့ဘယ်သူမှမပြောနိုင်ဘူး။ဘုန်းကြီးလုတ်ပေးနေတာကတော့မေတ္တာပို့မယ်၊တစ္ဆာပြုမယ်၊ယောဂဇုံဘုံမဇုံတောဇောနဲ့တောင်ဇောနဲ့တွေကိုတိုင်တယ်မယ်၊တသက်ပြုမယ်၊မေတ္တာပို့မယ်၊တစ္ဆာပြုမယ်။ဒါဘုန်းကြီးလုံးနိုင်တဲ့အလုပ်ကြီးတစ်ခုပဲ။အဲ့ဒါပဲဘုန်းကြီးတက်နိုင်တယ်။အဲ့ဒီအာရုံတွေကိုဘုန်းကြီးဆက်ပြီးတော့ပေးနေမှာဖြစ်ပါတယ်။ဒါပေမဲ့ မှားနေတဲ့သူတွေဟာငါမှားတယ်လို့ကိုယ့်အကိုနားလည်ပြီးတော့ဒီနိုင်ငံမှာပြုပြင်ကြဖို့လိုပြီးယဟန်ဘက်ကရောလူဘက်ကရောနော်ခေါင်းဆောင်တွေဘက်ကရောနောက်လိုက်တွေဘက်ကရောကိုယ့်အကိုမှားနေတာကိုငါမှားတယ်လို့သိပြီးတော့ပြုပြင်လိုက်ဖို့လိုပြီးလို့ဘုန်းကြီးဟာဘုန်းကြီးတစ်ပါးအနေနဲ့ပြောခြင်းပါတယ်ပြီးရင်အားလုံး မနေ့အိပ်ရထားရင်အနည်းဆုံး5မိနစ်လောက်တရားထိုင်ပေးပါအဲ့လို5မိနစ်လောက်တရားထိုင်ခြင်းဟာ stress တွေကိုအကုန်ရှင်းထုတ်ပြစ်တာဖြစ်တဲ့အတွက်ကိုယ့်အတွက် energy တွေကိုအများကြီးရစေပါတယ်ပြီးတော့အုံနှုတ်မှာအပြောင်းလဲဖြစ်ပါတယ်ပညာအိပ်ရဝန်ကနေလည်းပဲ5မိနစ်လောက်လေကိုယ်ဝင်တယ်ကိုယ်ထွက်တယ်လေကိုယ့်ကိုယ်တတိကပ်ပြီးတော့တရားထိုင်ပေးပါဘုန်းကြီးကတော့ဆက်လက်၍ကိုယ့်ရဲ့ ကိုကိုယ်တိုင်အားထုတ်ထားတဲ့တရားသမားကြီးပညာနဲ့ယောသဖြူစင်မှုကိုတော်တော်နဲ့တော်တော်နဲ့ယောကုသဘုံမစိုးတွေကိုသစ္စာပြုတတ်တယ်ဒီမဲ့သစ္စာပြုမယ်အာလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြရဲ့အတွက်မေတ္တာပို့လွှတ်နေပါမယ်လို့ပြောရင်းနဲ့အာလုံးအတွက်ဘုန်းကြီးခံစားရတဲ့စိတ်ဒုက္ခနဲ့အာလုံးပေါ်မှာဘုန်းကြီးရဲ့မေတ္တာတတ်တွေရောက်ရှိနေမှုကိုဘုန်းကြီးရဲ့စိတ်စေနာကိုဘုန်းကြီးရဲ့ ဝစီကအဖြစ်အလုံးကိုတည်တည်တည်၍ဘုန်းကြီးမေတ္တာများကိုပို့လွှတ်လိုက်ပါတယ်အလုံးဒီမေတ္တာတရားကိုခံစားရ၍ကြံတန်းရိုင်းစိုင်းရက်ဆက်နေတဲ့စိတ်တွေကိုလူညံ့သိမ့်မွေတက်ကြွလန်းဆန်းလာအောင်ကြံတန်းရိုင်းစိုင်းရက်ဆက်နေတဲ့စိတ်တွေကိုလူညံ့သိမ့်မွေတက်ကြွလန်းဆန်းလာအောင်ဘုရားအဆုံးအမများနဲ့ပြုပြင်နိုင်ကြပါစေအလုံးဒေါသတွေကိုစားမေတ္တာတရားတွေပွား၍ အတ္တဆံမှုတွေစာအနတ္တတရားကိုပွား၍အာလုံချစ်ချစ်ခင်ခင်နဲ့တည်ညံနဲ့စီလုံးညီညွတ်စွာနေထိုင်နိုင်တဲ့အစွမ်းတတ္တိများဖြင့်သာဒီဒုက္ခတွေကိုကျော်လွှားနိုင်မှာကြောင်းပြည့်စုံရင်လည်းညီကုန်ချုပ်ပါတယ်အလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေ။